အားလုံးပဲမင်္ဂလာပါရှင်။ Story Audio Voice Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ဖြူကတဲခုကန်ကဇလန်တပုတ်ဆိုတဲ့ဇလန်လေးကိုရွေးချယ်ထားပါရစေ။ဇလန်လေးကိုအစားကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်နော်။ကျိုင်းတောင်လေးစေးရဲ့ဂိတ်ဝင်လန်းပညာမှာဧည့်သည်ဂျူနီရဲ့တက်စီသမားတွေဟာလေးစေးမှထွက်လာတဲ့ဧည့်သည်တွေကို သူတက်ကအပြိုင်ဆိုင်နဲ့ဧည့်ဂျူနေကြတယ်။အန်ဒီ ကားသွားမလားခမဆိုင်ကယ်ဆိုရင်ရပါပြီရှင့်ကျမရဲ့ပြန်ဖြေတန်းအဆုံးမှာတော့ဆိုင်ကယ်အုပ်ထုပ်ဆောင်ထားတဲ့အသက်60ခန်းအမျိုးသားကြီးတဦးကရှေ့ထွက်လာပြီး ကျမလက်ထဲမှာခြင်ထားတဲ့အိတ်တွေကိုလာပြီးတော့ဆွဲကူရယ်ဘယ်နေရာကိုပို့ပေးရမလဲခမကားကိန်းနဲ့နေရဲ့တဲခုခွန်းတက်နာလေးစီပို့ပေးပါရှင့်အော်တိပီတိပီမနေ့ပြမနေ့ကိုတာချီလေးသွားမယ်ခရီးတဲ့တင်နေကားကိတ်ပါလက်မဲ့လိုက်ဖြတ်ပေးပါမယ်ဗျ ဟုတ်တယ်ဟုတ်တယ်ဟုတ်ပါရဲ့ရှင့်။တာချီလေးလည်းနမတ်မရလို့ကျိုင်းတော်ကနေတာချီလေးကိုကားနဲ့ဆက်သွားရမှာပါရှင်။ဟုတ်ကဲ့ပါ။တဲခုကန်ကောင်ကိုဘယ်လောက်သုံးပါလဲခမ။ဟိုတယ်ကရီယာဈေးကြီးရဲ့လေ။ဒါကြောင့်တဲခုကန်ကိုလူတက်နဲ့စီပဲပို့ပေးပါရှင့်။ကောင်းစင်းကောင်းတဲ့အကွေးကောင်းတွေနဲ့တိုင်းထောင်မျိုးရဲ့လမ်းမထက်ကဆိုင်ကယ်တစ်စီးရဲ့နောက်မှာထိုင်လိုက်ပါရင်တကားမမရောက်ဘူးတဲ့မြို့လေးကိုအတွေးပေါင်းများစွာနဲ့ကြည့်မိကြည်ဟာကြည်နေမိရပေါ့ ဟဲကြာပင်နေအဖြစ်ပါလားကြာကန်ကြီးကလှလိုက်တာနန်းရှိဟာကျမတွေရင်သက်ရှုံမောဖြစ်သွားရလောက်ထိလှရက်လေးချင်းနန်းရှိဆိုတော့ချောင်းလီမြောင်းလီပေါ်များတဲ့အမြချောင်းရိုးအပြည့်ပွင့်နေရဲ့ခရမ်းပြရောင်ပေးတာကင်းကြီးပဲလက်ရောင်ပြော့ပြော့ပွင့်ဖက်ကြီးကြီးနဲ့ဘရုံမာကြာပွင့်တွေဟာအမဲမြင့်နေရှာပေမယ့်ရိုးအီသွားတယ်လို့မရှိကျမရဲ့စိတ်အာရုံမှာအမဲလှနေရနောက်ခဲကန်လို့ခေါ်ပါတယ်ဗျ နောက်တော့ကန်ဆိုတာလည်းရှိပါသေး။နောက်တော့ကန်အကြီးကြီးပါ။အော်လေရင်ပေါ်ကနေလမ်းမြင်လိုက်ရတယ်ရှင့်။ရေပြင်ကြီးကိုအသေးကြီးပဲ။ရာသီဥတုကွာဟာချက်ကြောင့်များလား။ကြာရွက်တွေတရွက်ချင်းစီတိုင်းဟာကြီးမားကျယ်ပြန့်ယုံတာမကအယောင်စင်းကလည်းတရွက်စီတိုင်းဟာစိမ့်ဆူလန်းဆန်လို့နေရဲ့။နောက်ခဲရှေကန်နဲ့မျက်နှာချင်းဆိုင်မှာတော့ ICRC စိုင်းပုတ်ချိတ်ဆွဲထားတဲ့နှစ်ထက်အဆောက်အဦကိုဖြတ်ခနဲ့တွေ့လိုက်ရတယ်။ အဲ့ဒီနောက်မှာတော့အရာတော်တော်များများဟာနောက်မှာတရိပ်ရိပ်ကျန်ခဲ့ပြီးအသေးဖွင့်ထားတဲ့ကျိုင်းတုံဈေးတိကြီးကိုကျော်လွန်ပြီးတော့လမ်းခွေတစ်ခုကိုအနေငယ်သွားပြီးရဲ့နောက်မှာဆိုင်ကဟာတဲကိုကန်တစ်ခုအရှိမအရှိန်တက်ပြီးရက်တန့်သွားတယ်။အဲ့တဲ့ပါလာတယ်အခန်းရှိသေးလားဟဲ့။ဆိုင်ကနောက်ခုံပေါ်မှာဆင်းပြီးအတွင်းဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါတစ်သားချမ်းပြင်းမှာဖြာကြီးတစ်ချံနဲ့အလုံးရှုံနေရဲ့နှစ်နှစ်အရွယ်ကလေးမလေးရဲ့၅နှစ်၆နှစ်အရွယ်ကလေးမလေးရဲ့ နောက်ပြီးအတွင်းပဲခက်ကြကြမှာတော့သပင်ကိုထိတ်မှစူးစီးထားပြီးမဲ့ကြောပြင်ထဲပြန်ဝဲနေတဲ့သပင်ရှိရှိဘောင်းမီရှိကြက်ကြဲဝှက်ထားတဲ့တပြည့်စီလန်းနေရဲ့အသက်အစိတ်ခန့်မိန်းကလေးတယောက်ရဲ့ရတယ်လေတပြည့်စီအလက်မပြတ်တဲ့မိန်းကလေးကိုကြည့်ပြီးတဲခုကန်ပိုင်ရှင်လားစည်ရင်ကင်လားဇဝေဇဝါဖြစ်နေမိရဲ့အထောက်တွေခဏထားခဲ့အောင်မဲရှင့်မနှက်ပြတ်သွားမဲ့ကားလက်မှန်လေးအရင်ဖြတ်လိုက်ချင်လို့ပါအခန်းထဲကိုထားသွားလိုက်လေအခန်းနံပါတ်၁ပဲ ကလေးမလေးဟာကောင်တာစီမှတော်သွားอยู่လာပြီးတော့အကန့်တကားကိုဖွင့်ပေးတဲ့အတွက်ကျမလေးကို့အထုကို့ဆွဲလို့ကလေးနှစ်ယောက်နဲ့ဖြာနေကိုရှာခွင့်ပြီးအခန်းစီကိုသွားတယ်ဟင် အခန်းရဲ့တောင်လေးတောင်မှာတယောက်အိတ်ကတင်လေးလုံးနဲ့စပွဲငယ်လေးတစ်လုံးနဲ့အခန်းကျန်းလေးဟာပြည့်ကျက်နေရောတညအောင်ဘလောက်လဲသမီးတယောက်ကိုတညအိတ်9000မှာတယောက်ခန်းမရှိဘူးလားသမီးတယောက်ခန်းအပေါ်တက်ရမှာအန်ဒီကအသက်ကြီးနေပြီလေ လေကအတက်စင်းနဲ့နောက်ပြီးအပေါ်တက်ကပူလဲပူရဲအောက်မှာပဲအိတ်ပေါ့တညအိတ်တာပဲဩအေးအေးဟုတ်တာပေါ့ကွယ်မပုံနေပေးထားခဲ့ပါအောင်ဗရင်ပေါ့ကိုကောင်းရင်ပြုတ်ထားရဲ့ဂရင်လေးရဲ့အောက်ဘက်မှာအထုပ်တွေကိုနေရာချပေးနောက်ဖုံးနဲ့ပတ်စံအိတ်ကိုသာယူလာခဲ့ပြီးဆိုင်ကယ်ပေါ်နောက်တစ်ခေါက်တက်ရပြန်နေတဲခိုကန်ကနီလမ်းအကွေ့မှာပဲကားကြီးကရှိအဲလူကျင်တဲ့ကားလမ်းမကတော့အလွယ်တကူရပြီးရဲ့နောက်တဲခိုကန်စီကိုပြန်ခဲ့အဲ ျွန်တော်နဲ့မရဥပ္ပုန်ီပါမနေ့ပြန်မနေ့ကားကိတ်ကိုကိုဘာသာကိုသွားမလားကျွန်တော်ပဲပို့ပေးရမလားပို့ပေးပါရှင်ကားကိတ်ကမဝေးပေမဲ့အထုပ်တွေနဲ့ဆိုတော့တိတ်အဆင်မပြေလို့ပါဆိုင်ကယ်ကတော့၈000ပဲပေးရပါတယ်ကျိုင်းတွင်ရဲ့တဆေကတာချီလေးလောက်တော့ဈေးမကြီးဘူးထင်ပါရဲ့တဲခိုကန်တွင်းမှာတော့ခလေးနှစ်ယောက်ရဲ့ဖျားရဲ့နောက်ပြီးစပင်ရှိရှိနဲ့မိန်းကလေးကိုပါ မတွေ့ရတော့ပါသူတို့အစားပိန်ပိန်ပါပါအသားဖြူဖြူနဲ့ အသက်80ခန့်တိုင်းရင်သူမျိုးသမီးကြီးတယောက်သာတွေ့ရပါတော့တယ်။မှတ်ပုံတင်မှတ်ပုံတင်ခုနတစ်ခေါက်လာတော့ပေးထားခဲ့ပါတယ်ရှင်။အဲ့တွေလည်းအခန်းထဲမှာပါ။မျိုးသမီးကြီးကခေါင်းငင်ပြတာနဲ့အခန်းထဲဝင်လိုက်ပြီးရေပလင်းဖွင့်ပြီးမော့တော့နေစဲမှာကျမနားမလည်တဲ့ဘာသာစကားနဲ့အမျိုးသမီးနှစ်ယောက်အချီအချစကားပြောတန်ကိုကြားရအဲ့။နောက်တော့အဲ့တွေထားတဲ့မျိုးသမီးတယောက်ဟာအခန်းထဲဝင်လာပြီးတော့ဘေးကနေမှာ ပစ္စည်းတွေကိုတင်ပြီးကျမကို ပြုံးပြရင်စကားဆလာတယ်။ဘယ်ရလာတာလဲ။မန္တလေးကလာတာပါ။တာချီရဲလေးမရလို့တိုင်းတော်ကနေတစင်သွားရမှာလေ။ဒီညတညအိပ်ပေါ့။မန္တလေးကလာတာလား။မန္တလေးကအရှမ်းပူရဲမနေနိုင်ဘူး။မန္တလေးကပူရဲဆိုတာဟုတ်ပါတယ်။ဘယ်ရလာတာပါလဲရှင်။မဲဆိုင်က မြို့သမီးရဲ့စကားတန်ကဝဲလုံးလာတာကြောင့်မဲဆိုင်လူပြောတာကိုချက်ချင်းနားမလည်လိုက်ပါဘူး။ဟင် မင်းဆိုင်ရောက်ဆိုရင်ထိုင်းနိုင်ငံတဲကနေလာတာပေါ့မင်းဆိုင်ကနေဘယ်လိုခရီးဆက်မလဲအမျိုးသမီးဟာအိတ်ထဲကနေအဝတ်အစားတပတ်တွေကိုထုတ်ယူနေရင်တိုင်းတုံကိုသွားမယ်လေကိစ္စနည်းနည်းရှိလို့ရေချိုးပြီးပြီလားရေသွားချိုးရအောင်လေမန္တလေးကနေချိုးခဲ့ပြီးပြီရှင့်ကျမရဲ့ပြန်ဖြေတဲ့စကားကိုအမျိုးသမီးဟာအတော်သဘောကျသွားတယ်လက်ခံရှုံကလက်ခါကနဲ့နောက်ပြီးတဟားဟားရှိမော်ရင်အခန်းထဲကနေထွက်သွားပါတော့တယ် မွေသမီးထွက်သွားပြီးတဲ့နောက်မှာအခန်းထဲကိုစိတ်စိတ်ငါငါကြည့်မိရကခောင်းရင်ပရင်ပေါ့ရဲ့ချင်းလုံးတန်ဆက်ကဟာကျမယူထားတဲ့ကရင်ကောင်းရဲ့မှာလက်နိုင်လို့ရတဲ့ဒီဆုပ်ပြဲလို့နေရဲ့သူများမျိုးရွာမှာစိတ်လုံးကြမှုရှိလားမရှိလားမသိနိုင်ချိန်မှာအခန်းမလုံးကြမှုဟာကျမကိုအကြီးအကျယ်စိတ်နှောက်ရဖြစ်ရတယ်ဆိုရင် ကျမမလုံးမအောင်တော့ကိုရဲ့ဆိုရင်မျိုးရင်မဟုတ်သူတွေနဲ့တကယ်နဲ့အတူအိပ်ရမယ်ဆိုရင်ကျမဘယ်လိုစိတ်ဖြောင်းနိုင်ပါမလဲ။အိုး ပို့ဆိုတာကအနေငယ်မအိမ်မသာဖြစ်နေတဲ့ကျမတွေအခန်းတွေမှာအနှံ့အသက်မကောင်းတာပဲပေါ့တင်းနဲ့ဟာတဖြည်းဖြည်းပို့ပို့ပြီးတော့မော်လာနေပါရောလားတဲခုသွားတဲ့သူတွေကညတိညက်ပတ်ပောက်ချထားတော့မဖြစ်နိုင်ဘူးမျက်စိထဲမှာဖြားတချမ်းနဲ့အလုံးရှုံနေရဲ့ကလေးမလေးနှစ်ယောက်ကိုပဲပြေးပြီးတော့မြင်ရမိရဲ့ဒင်းတို့လက်ချက်နှိမ့်မှာပဲစိတ်ရှုပ်ထွေးစွာနဲ့အခန်းထဲကထွက်လာတဲ့ကျမဟာအခန်းရဲ့မျက်နှာချင်းဆိုင်လှေကားကနေ တက်လာတဲ့လူကြီးတယောက်နဲ့ပတ်ပင်းဆုံရတယ်။ဟဲ့။တောက်ကျိုးနေ။သပင်ကဝန်းနဲ့အဲ့ဒီလူကြီးဟာဘာမီကိုစစ်ပြက်မဆွဲထားဟုတ်တော့ကြီးတောင်ကြီးမှလည်းဘယုတ်ဒုက္ခနိုင်ရကော။ကျမအောင်မြင်မှကြပြကြရဆစ်ဆွဲတင်ပြီ။ကျမအခန်းနေကလျက်ကအခန်းနေဝင်သွားတဲ့အဲ့ဒီလူကြီးကိုကြည့်ကကျမဖြင့်ဆိုင်ကယ်တစီသမားတို့သာတွေးတွေးပြီးတော့စိတ်တုန်နေမိရဲ့။တဲခုကန်တန့်နာလေးစီ ပို့ပေးပါလို့အထက်တဲ့အခါကပြောထားရတယ်။ထင်းကြောင် ငါမဲ့ဘလို့နေရာအများရောက်လာရပါလေအခန်းအမတ်တရားအမျိုးသမီးတွေတဲတဲ့အခန်းဆိုရင်အခန်းအမတ်နှစ်ဟာအမျိုးသားတွေတဲတဲ့အခန်းဖြစ်ပါတယ်စိတ်ထွေပြားနေတဲ့ကျမဟာပထမဆုံးရောက်ဖို့ရေမြို့မှာဘူးမသိဘာမသိနဲ့ဒီလိုမျိုးတော့တညာမအိတ်နိုင်ဘူးအခန်းသင်းစွာနဲ့ပဲနောက်ဝိဘတ်မှာတဲခုခံပိုင်ရှင်မြို့သမီးကြီးထွက်လာတာကိုတွေ့လိုက်ရတယ်တယောက်ခန်းရှိတဲ့ရင်ကျမကိုတယောက်ခန်းပဲပေးပါရှင်တယောက်ခန်းအပေါ်တက်မှာကျမကိုတော်လှန်ပေးရင် အပေါ်တက်ကိုလက်ညှိုးနဲ့ညှော့ပြတယ်။ထုတ်ဒီဆွဲရင်လည်းအပေါ်တက်ကိုတက်လာလိုက်တယ်။နေကားချင်းရင်မှတော့ဖနက်သုံးရံလောက်တွေးကြတယ်ဆိုတော့အပေါ်မှာလူတော့ရှိရပေါ့။အခန်းတော့ကိုဖွင့်လို့အခန်းရင်းကိုဝင်လိုက်တဲ့အခါကျမရဲ့အိမ်လေးကကျမအိတ်တဲ့နေရာလိုပဲတယောက်အိတ်ကတင်းတစ်လုံးရဲ့ခက်ချင်းချင်းအပေါ်နေရာရဲ့ဒါလို့ဆိုရင်ရှားပါပြီ။ပန်ကားလေးတစ်လုံးလည်းပေးထားတာပဲ။ကျိုင်းတုံးဆိုတာမန္တလေးလိုပူတာမှမဟုတ်တာ။သုံးတက်သားနဲ့အခန်းဖွဲ့ထားပြီးမှလည်းလုံခြုံတယ်လေ။ ခေါအောင်တလုံးဂွန်ကတ်တထည့်ပေးထားတဲ့အိယာအထက်ကို ကိုကိုပြစ်ချပြီးပလဲလဲလိုက်တယ်။တော်ပါသေးရဲ့သေးနဲ့မရတော့ဘူး။စေးုံစင်းထားကစကျမဟာဘိုင်းနဲ့ကျောတို့မှာအခုကမပါပဲအိလိုမရတာကြောင့်ဂွန်ကတ်ကိုယူပြီးဖက်လုံးတပွဲလိတ်လိုက်တယ်။အာဘရရဖက်လိုက်တယ်ဆိုရင်ပဲလူပဲနှစ်ယောက်နဲ့ဘယ်ချိန်တည်းကအသုံးတော်ခံထမ်းမှန်းမသိရဲ့ဂွန်ကတ်စီကနေအနံခပ်ပြင်းပြင်းကလည်းထောင်းထောင်းထနေပါရော။အိုး တင်းနဲ့မဟုတ်တဲ့တော်သေးရပေါ့အနှဲကြိုင်တော့ရေချိုးလိုက်မယ်လေမဖြစ်တာမှလို့စိတ်ကိုဒုံဒုံချလို့မျက်စိကိုအနားပေးလိုက်တဲ့တက္ကနာအတွင်းမှာပဲမိကနေအိပ်ပျော်သွားတဲ့ကျမဟာကြဲကြဲလောင်လောင်စကားပြောတဲ့အချိန်လှမ်းပြီးနိုးလာတယ်။သုံးတက်သားပြတစ်ချက်သာကရန်ထားတဲ့ဟိုဘက်အခန်းမှာလက်ဆက်သက်တော့ယောက်ျားတစ်ယောက်လည်းလာပြီးတဲခုနေရကိုဒေါသတဲ့ဝန်းနေတဲ့တွေတိတိတတ်တာဆွဲနေပြီမြဲ့ သူဘာတွေပြောနေတယ်လဲဆိုတာကိုတော့ကျမတကယ်နားမလဲဘူး။ဗမာစကားပြောနေရဲဆိုတော့သိကြတယ်။နားလေလို့နားလေညာနားစင်ထားပေမဲ့လေဘလို့မှနားမလဲပါဘူး။အော်ဒီလောက်ဝဲနေတာဘာကြောင့်များဆက်ဆက်ဆူဆူနားလေခြင်းနေရတဲ့တုံးလို့စိတ်ကိုရင်းချပြီးတော့ပရေရွတ်ဖက်ပူဇော်ခြင်းကိုပဲအာယုံနှက်လိုက်ပါတော့တယ်။ဒါပေမဲ့လေပေါ့ရှင်မပြီးနိုင်မစည်းနိုင်ဖုံးပြောနေရဲ့ဟိုဘက်ခန့်အလူရဲ့စကားတဲ့ဟာနားထဲမှာကျင်းသားရသွားပြီးအံအားတက်လောက်အောင်ပဲ သူ့ရဲ့စကားတွေကိုနားလေသွားတယ်။လူသုံးယောက်နဲ့စတိုက်ဖုံးပြောနေပေမဲ့လည်းအကြောင်းအရာကအတူတူပဲဖြစ်တယ်။ဒီလူကအလုသမားကောင်းတအိုးဖြစ်ပြီးသူ့ရဲ့လက်ထောက်တစ်ယောက်နဲ့ဒီတဲခုကံမှာခိတတဲခုနေရ။15ယောက်ခန့်ရှိရဲ့အလုသမားအဖွဲ့ရတော့ဖုံးတော်ကြီးចောင်းတကြောင်းမှာတဲခုရင် အလုလုဖို့စောင့်ဆိုင်းနေကြတယ်။အစေးချစ်တဲ့သူတို့အဖွဲ့ဟာတာချီလိုက်မှာအလုရှာတာအဆင်ပြေခဲ့ကြအောင်။တိုင်းတုံကချမ်ပါရှင်မျိုးသမီးနဲ့စကားပြောနေကြတဲ့ဖြစ်တယ်။ သူကအလုပ်သမားတယောက်ကိုတလ9သိန်းပေးဖို့တောင်းဆိုနေပြီးချန်ရှင်မြို့သမီးက3သိန်းနဲ့စီးဆင်းနေရ9သိန်းရမှတလအိုစားစေးတသိန်းချန်ပြီးတော့အိမ်ကို4သိန်းပို့နိုင်မှာပေါ့၄သိန်းပို့နိုင်ရင်နောက်ပိုင်းအောင်စိတ်ပူစရာမလိုအခုက3သိန်းဆိုရင်အိမ်ကိုစိတ်ဘယ်လိုပို့နိုင်မလဲနားရင်သွားတဲ့လီတန်ကနေသူ့ရဲ့အခက်ခဲကိုနားလေသွားရပြန်တော့လေသူမပြောနဲ့ကျမတော်မှာမျက်လုံးပြိုးရတယ်စားစိတ်ကတလောက်တသိန်းနဲ့လားတလောက်တသိန်းနဲ့ဘယ်လိုများစားပြီးနေမှာပါလဲ အခုခေတ်ကုံစည်းနှုံးနေဆိုရင်ထမင်းကိုငပိမီးခင်ငရုတ်သီးစိမ်ကျက်တွန်နေကပြီးစားရင်တော့မှတလကို9000တော့ကြာတဲ့နေရမဟုတ်လားတရတကြီးမှလာရအလုံးရှာနေရပြီသူ့လူသမားရဲ့ဝန်နေခံပြင်းမှုကိုသိလိုက်ရတဲ့အတွက်သူ့ရဲ့တာဝန်ခံမှုကို နားလည်ရင်းနဲ့သူ့ရဲ့မပီးနိုင်မစည်းနိုင် ဖုံးပြမှုအပေါ်မှာစာနာနားလည်သွားမိရဲ့အဲ့ဒါကလည်းအဲ့ဒါပေါ်ရှင်ညတကောင်ကျော်လို့မနေ့နှစ်နာရီကမှတော့ နိုးနေကြအကျင်နဲ့ကျမဟာအိယာကနိုးလာတယ်။အိယာမှာနိုးလာခြင်းနဲ့အတူစီးဆက်ကတင်းနေတဲ့ခံစားမှုကိုတီးခတ်နိုင်ဖို့ခက်နေကြပြီ။၁၀မိနစ်လောက်ထိတီးခတ်နိုင်နေမဖြစ်ချေဘူးအပြင်ထွက်ကြည့်မှဖြစ်မယ်။ဖုံးပစံအိနဲ့တော့ယူပြီးတော့အခန်းထဲကထွက်လိုက်တယ်။တော်ကလောင်ငယ်ကိုတည်တည်ချာချာခရူးတစ်ဆိုင်ခက်ပြီးတဲခုကန်ရဲ့မျက်နှာစာကိုကြည့်လိုက်တဲ့ဆိုရင်ပဲဟင်းလင်းပွင့်နေတဲ့တကယ်မကြီးရဲ့လက်ရန်တွေကိုကြော်လွန်ပြီးအပြင်ဘက်ကမောင်တဝဲလင်းတဝဲ ညမြင်ခွင့်ရဟာကျမကိုအံ့အားတင့်သွားစေပြန်တယ်။ကြည်စံဒီရက်ကတကားပိတ်ထားကြမလို့အောင်လုံကျုံနဲ့အရက်တက်လား။ဂျင်းနဲ့သဘောကျသွားတဲ့ကျမဟာအောက်ထက်ကိုဆင်းဖို့အားထုတ်ရတော့တယ်။ညနေကမိန်းကလေးပြောတဲ့စကားတန်ကိုပြန်လေကြားရောင်ရင်ပေါ့။တဲကိုကန်အပါဝင်နဘေးကအိမ်တွေရဲ့တိဆောက်ပုံကကျမတို့မြေပြန့်ဒေတာကအိမ်တွေနဲ့တိဆောက်ထားပုံချင်းကမတူ။လမ်းပေါ်ကနေတဲကိုကန်ရဲ့အဝင်မှာလှေကလေးသုံးတင်းမြတ်သာမြင်ပေမဲ့ တကယ်တော့မြင်းကြီးတက်မဟုတ်ပဲအလဲတက်တာဖြစ်တယ်။ကျမတဲတဲ့အဘော်တက်ဟာအောက်မှာနှစ်ထပ်ရှိနေရဲ့။အဘော်တက်ကနေအောက်ကိုတစ်ထပ်ဆင်းလိုက်ရင်အင်းရှိလန်းနဲ့တညီတဲ့အလဲတက်ဖြစ်ပြီးနောက်ထပ်အောက်ကိုတစ်ထပ်ထပ်ဆင်းမှသာအင်သာနဲ့ရေချိုးကန်ရှိရာကို ရောက်တယ်။ဒါကြောင့်မိခလီယာကျမအတွက်စဉ်းစားပြီးအခန်းအမှတ်တင်မှာပဲတညာအိတ်ဖို့ပြောတာ။အင်သာလေးလုံးရေချိုးကန်လေးလုံးရှိရဲ့ဒီအောက်ထပ်မှာတော့ကလေးညောင်နဲ့မိသားစုကနေထိုင်ကြတဲ့အပြင်လာပြီးနေနေတဲ့လင်မယားနှစ်ယောက်လည်းနေထိုင်ကြတယ်။ နေ့စဉ်ဈေးရောင်းနဲ့အလုပ်လုပ်ကြရန်ရှိကြတယ်။မနေ့9နာရီမှမျက်နှာတည်ရင်ရေချိုးတယ်။ရေပေါ်ပေါ်များများအေးစင်းစင်းကိုဘောင်းချိုးပြီးရဲ့နောက်မှာဂွန်ကက်ကရတဲ့အနံ့တွေတော့ဆင်သွားတယ်။ကျမရဲ့အချိန်တုံမျိုးတညာအိတ်ရန်နာတဲ့အခန်းလေးပြီးဆုံးပြီးတာချီလေးမျိုးကိုခရီးဆက်ရတော့မယ်။ကောင်တာမှာအဖိုးကြီးရှိနေပါတယ်။တော့ပြန်အပ်ရင်မှက်ပုံတင်ပြန်ထုတ်ပြီးအခန်းကရှင်းရမယ်ပေါ့တယောက်ခန်းကိုဘယ်လောက်ကြပါသလဲရှင့်8000ပါအခန်းတက်မှာအိတ်တော်မဟုတ်ပါဘူးရှင့် အပေါ်တက်တယောက်ခံမှာတဲရပါဓမ္မအဲ့အိပါတယောက်ကိုတညာအိခုနှစ်ထောင်ပါပဲအဲအားနာစရာကြီးဒါဆိုရင်လည်းဒီတတောင်းကိုပြန်မအမ်းပါနဲ့တော့ရှင်ဘာလို့ပြန်မအမ်းရမှာလဲကြားတင်တာတဲ့ပို့မရှိပါဘူးအဲ့ဒီချိန်မှာပဲအနာခံတဲ့ကနေမျိုးသမီးကြီးထွက်လာပြီးကျမကိုနှုတ်ဆက်စကားဆိုရင်နောက်တစ်ခါအတိုင်းတုံကိုရောက်ရင်ဒီမှာပဲတဲနော်ဟုတ်ကဲ့ပါရှင်သွားလိုက်ပါအောင်မယ်ရှင်ကျေးဇူးတင်စွာနဲ့ပဲပြန်လိုက်ပါအောင်မယ်အန်တီကြီး စားစရာထည့်ထားတဲ့အိတ်တွေဟာအခက်မသင့်စွာနဲ့ပဲစီတွေစိတ်ထွက်လာတဲ့အခါကြံကြောင်းအိတ်ဆိုင်ဝဲဖို့ဖြစ်လာတယ်။တဲကိုကန်းရှိထွက်ပြီးလာတဲ့ဆိုင်ကယ်တက်စီကိုလက်တာပြီးဈေးတော့ဖို့ပြင်နေတော့အန်တီကလာတာတယ်။တဲတဲ့အဲ့တဲ့လမ်းမမတော်တဆဆိုင်ကယ်အက်ဆီဒန့်နဲ့ကျုံခဲ့တည်ရှိတော့ဆိုင်ကယ်သမားကဧည့်သည်ကိုထားပြီးထွက်ပြေးသွားမှဆိုလို့ဆိုင်ကယ်သမားကိုပြန်လွှတ်ပြီးတဲခုကန်အနီးအားဆိုင်ကယ်တက်စီကိုငှားပေးလိုက်တဲ့အန်တီရဲ့အဲ့ဝေ့ခြင်းမှုကိုအမြဲအမဲရနေမှာပါ။ စိတ်ထဲကနေလဲလက်လိုက်လဲလဲကျေးဇူးတင်များစီအန်တီရှင့်တဲခိုကန်ရှိမှလဲဆိုင်ကယ်တက်စီဆရာကြီးဥပ္ပိုလ်နီရောက်နေပြီတညက်နေခင်တော့ဥပ္ပိုလ်နီအပေါ်မကြည်မချမ်းဖြစ်နေတဲ့စိတ်တွေဟာလေတိမ်ကင်းစင်တဲ့ကောင်းခင်နဲ့ကျေလင်တောက်ပြောင်လို့နေရဲ့ကျမပြောတဲ့တဲခိုကန်တက်တန့်ဆိုတဲ့စကားအပေါ်ဥပ္ပိုလ်နီရဲ့အတိတ်ဘဝဖွင့်ဆိုခြင်းနဲ့အမြင်ကိုလဲကျမသဘောပေါက်ခဲ့ပြီမိသားစုဆန်ပြီးတကယ်ကိုနှွေးထွေးတဲ့ရုပ်ရှင်ဆက်ဆက်တဲခိုအိမ်လေးဟာအပြင်မှာကျမတကယ်ကိုပဲလက်တွေ့ကြုံခဲ့ရပါပြီ ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့တဲခိုကန်ကဇလန်တပုတ်ဆိုတဲ့ဇလန်လေးကတော့ဒီမှာနေပြီးပါပြီဇလန်ကောင်းများစွာကိုနားဆင်ကြတယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်